ားလုံးမင်္ဂလာပါမင်္ဂလာပါဒီနေ့မနေ့စောစောလေးကျွန်တော်တို့သင်တန်းအောင်ရောက်တယ်အပြင်မှာတော့မိုးရွာနေတာအဲ့တော့ဟိုဆရာကာယံလေးချိန်ကျင်တဲ့စိတ်လေးပေါက်လာလို့အပြင်မှာမိုးရွာလျက်ရှိပြီမဲ့လည်းပဲကျွန်တော်တို့ရိုးရမပြတ် morning motivation တွေနည်းနည်းလေးပေးမယ်ကြောက်ဝဲမသွားခင်အရင်ကလည်းဒီပုံစံတိုင်းပဲကျွန်တော်တို့အခင်းဝိုင်းစင်ကနေဆိုရင်သင်တန်းသားတွေအကုန်လုံးကကြဒီသင်တန်းမှာလာစုပြီးတော့မှဒီမှာ motivation ပေါ့နော် morning morning motivation နေနေလေးယူပြီးတော့မှဝိုင်းအောင်သွားကြတာအဲ့တော့ဒီနေ့မနေ့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့ကလုပ်ငန်းလုပ်တဲ့အခါမှာတဲ့ကျွန်တော်တို့ကစိတ်ရောကိုယ်ပါအလုပ်လုပ်ရတာစိတ်ရောကိုယ်ပါအလုပ်လုပ်ရတာအဲ့တော့ကျွန်တော်ကတော့ဒီဟိုဇာကလုံးလေးတစ်လုံး idea လေးတစ်ခုဆိုကျွန်တော်သေချာစဉ်းစားလေးရှိစိတ်ရောကိုယ်ပါလုပ်လုပ်တဲ့အခါမှာစိတ်ကဘယ်နေရာကနေလောက်အရေးကြီးလဲ ိုကရောဘယ်လောက်အရေးကြီးလဲလို့ဒီလိုမျိုးလေးစဉ်းစားလို့ရှိတယ်။အဲ့တော့ပညာရှင်တွေရဲ့လေ့လာတွေ့ရှိချက်တွေအရလုပ်ငန်းတစ်ခုလုပ်တဲ့အခါမှာစိတ်က80ရာခိုင်နှုန်းအရေးကြီးနေတာကိုတွေ့ရတယ်လားစိတ်ကဘယ်လောက်ရာခိုင်အရေးကြီးလဲ80မနေဘူးနော်ကိုကကိုကတော့ပင်မမတော့လောရတယ်ဒါပေမဲ့ကိုပင်မမလှုပ်လှုပ်တယ်ဆိုတာက20ရာခိုင်နှုန်းပဲအရေးကြီးတယ်အဲ့တော့ဒီမှာကျွန်တော်တို့ကပြန်ပြီးတော့မှတွေးကြည့်လို့ရတယ် ဘာမှဟိုငါပြောလဲလဲဟာစိတ်ဝင်စားမှုတွေမရှိဘူးစိတ်အားထက်သန်မှုတွေမရှိဘူးအဲ့ဒီစိတ်ထဲမှာပဲကိုလုံးမဲ့လုပ်တခုကိုအောင်မြင်မယ်လို့ယုံကြည်မှုတွေမရှိဘဲနဲ့ဒီတိုင်းပဲကိုကိုပဲပေါ့နော်ကိုကာယပိုင်းရပဲပြင်ပပန်းပန်းနဲ့ကျွန်တော်တို့အလုပ်လုပ်နေလို့ရှင်မအောင်မြင်တာကိုတွေ့ရတယ်ပြောနေကြစကားစိတ်ကမ်းမှာအိတ်ထန်းတယ်တရက်ကိုအိတ်ဘယ်နဲ့အိတ်ထန်းနိုင်မှာတော့ကျွန်တော်တို့ကြုံခဲ့ဘူးတဲ့အကြောင်းညာဒီ ကောဝင်စိတ်ကမ်းမှာတင်မောဘွားနေပြီးတော့မှကြောက်ရည်တွေချတယ်တဲရည်တွေချတယ်ဟာလာပြီးလက်မြေအိတ်တွေချတယ်စိတ်ကမ်းမှာအိတ်ထန်းတယ်ကာယံလည်းအကြိုက်ပါပဲဟမ်အဲ့တော့ဘယ်နဲ့အိတ်ထန်းလိုက်မှာတော့အဲ့တော့ထန်းလို့ရှိရင်လည်းအိတ်ထန်းပြီးတော့မှချမ်းသာသွားမှာဖြစ်နိုင်အောင်ကိုကဟိုတဒါဟိုခုခုချိန်မှာစိတ်ကမ်းမှာအိတ်ထန်းနေတဲ့သူကိုပြောတာမဟုတ်ဘူးကျွန်တော်တို့ညီကိုတွေတကယ်ပဲလက်တွေ့ကြုံခဲ့တဲ့အခန်းကဏ္ဍမလို့မှတ်မိနေတယ်ဒါပေမဲ့အခုချိန်မှာသူများကိုပြောရမှာမဟုတ်ဘူးเนาะကျွန်တော်တို့ကိုယ်တိုင်ဒါ2000နဲ့17စနစ်မှာဒါမျိုးတွေ လုတ်ခဲ့ရတာဒါကြောင့်မလို့ပြောတာပါเนาะအဲ့တော့စိတ်ကမ်းမှာအိတ်ထန်းကိုကပင်မမှန်လုတ်လဲမချမ်းသာနိုင်ဘူးကျွန်တော်ပြောချင်တာအဲ့တော့အောင်မြင်နေတဲ့စိတ်ကို80ရာခိုင်နှုန်းတင်လိုက်အောင်မြင်နေတဲ့စိတ်ကို80ရာခိုင်နှုန်းထားပြီးတော့မှကျွန်တော်ကအဲ့ဒီအောင်မြင်မှုနောက်ကိုအဲ့ဒီစိတ်ဝင်စားမှုနောက်ကိုကိုကလိုက်လို့ရှိရင်ကိုကပင်ပန်းတယ်ဆိုတာ20ရာခိုင်နှုန်းလောက်ပဲအဲ့ပင်ပန်းမှုလည်း အဲ့လိုလေးပဲခံစားရမယ်ပြီးလို့ရှိရင်တကယ်လည်းပဲအောင်မြင်မှုရတာအဲ့မှာကျွန်တော်အင်္ဂလိပ်စာမှာ success is 80% psychology 20% skill တဲ့ပြန်ပြောကြည့်မယ် success is 80% psychology 20% skill အဲ့တော့တကယ်အောင်မြင်ဖို့ရန်အတွက်ကတဲ့တကယ်စိတ်ဆန္ဒ80%ရခိုင်တော့အရေးကြီးတယ်20% skill ဆိုတာကခုနကပြောတဲ့ကိုကလိုက်လောက်အောင်ကိုကျွမ်းကျင်လို့ထားပါတော့ကျွန်တော်တို့ကြောက်တွေဖြတ်တယ်ကြောက်တွေသွေးတယ် ကြောက်တွေရောင်းတယ်တင်တန်းလာတက်တယ်လေ့ကျင့်တယ်အဲအဲ့ဒါကြီးက100%မဟုတ်ဘူးတကယ်တမ်းကျတော့အဲ့ဒါ20%ပဲရှိတယ်အခုဒါဒါဟိုနိုင်ငံတကာပညာရှင်တွေပြောထားတာဟုတ်တယ်မလားကျွန်တော်တို့ထွင်ပြီးပြောနေမှာမဟုတ်ဘူးအဲကျွန်တော်တို့ဂျိတ်တန်ကြီးကြောက်မှာ line တွေဘယ်လောက်ရှိရတော့ကျွန်တော်တို့ပြော12 line လောက်ရှိတယ်အဲ့ဒီထဲမှာမှာကျွန်တော်ဂျိတ်တန်ကြီးက body line တစ် line ပဲ body line တစ် line ကမှာ body line တစ်လိုင်းတောင်မှအမျိုးမျိုးရှိသေးတယ်ဘယ်လိုမျိုးမျိုးလဲဆိုတော့ သိန်းထောင်ကျောက်တည်ရှိသေးတယ်ကျွန်တော်တို့အခုဂျိတ်တန်ရုပ်တာသိန်းထောင်ကျောက်ကိုမပါဘူးတောင်ပိုင်းလေးတွေရှိတယ်သိန်းပိုင်းလေးရှိတယ်၁၀ပိုင်းရှိတယ်ရာပိုင်းရှိတယ်ဟုတ်တယ်မလားအဲ့လောက်ပဲတခုတည်းကျတော့ဖြည်းဖြည်းချင်းတော့တက်ရမှာပေါ့လေဒါကြီးကမတက်ရလို့တော့မဟုတ်ဘူးလေနော်ဖြည်းဖြည်းချင်းတော့တက်ရမယ်အဲ့တော့ကျောက်လောက limited ကြည်ပြောတယ် line တွေလည်းအများကြီးရှိတယ်ဈေးကွက်တွေလည်းအမျိုးမျိုးရှိတဲ့ထင်မှာမှာဂျိတ်တန်တွေလုံနေတာက20%လောက်ပဲရှိသေးတယ်လို့ပြောလို့ရတယ် scale ကျွမ်းကျင်ဘူးပိုင်းမှာ ဟုတ်တယ်ဆရာရဲ့ကျွမ်းကျင်မှုပိုင်းအားလုံးလည်းဒါ public လည်းတင်ပါတယ်ဆိုတော့ပြောပါတယ်ကျွမ်းကျင်မှုပိုင်း20%ပဲရှိတယ်ဒါပေမဲ့အောင်မြင်မှုရတယ်ဘာကြောင့်လဲ80% psychology အောင်မြင်ခြင်းရဲ့စိတ်ကသူများထက်ပြင်းတယ်ဒါတွေကိုသင်တန်းသားတွေကိုသိစေချင်တယ်ဟမ်ပြီးရင်သင်တန်းသားတွေလုံးဝထိမိမဲ့အကြောင်းအရာလေးတခုကျွန်တော်ပြောပြမယ်အဲ့ဒါလေးကတော့အောင်မြင်ခြင်းတဲ့လူကအောင်မြင်ရေးကာရာမန်တရားနေရွတ်ရတယ်နည်းနည်းထူးဆန်းတော့ကာရာရွတ်ရတယ်ဟုတ်လား အောင်မြင်ကာလာရွာတယ်ကျွန်တော်ဟိုကလေးကစီစီအင်္ဂလိပ်စကားပြောတင်တန်းကလေးကကျွန်တော်အောင်မြင်ကာလာရွတ်တယ်တင်တန်းသားတွေကိုလည်းပြောတယ်သူတို့ကတော့ယုံညမယုံမကျွန်တော်ကတော့ယုံလို့ရွတ်တယ်အဲ့ဒီကာလာပြောမယ်အဲ့ဒီကာလာအင်္ဂလိပ်လိုလည်းရှိတယ်မြန်မာလိုလည်းရှိတယ်အင်္ဂလိပ်လိုအရင်ပြောမယ် every day my life is getting better and better day by day ထည့်လိုက်နော် and she every day ကိုပြောလိုက်မယ် my life is getting better and better day by day ဆိုကြည့်ပါရွေးကြည့်ပါအောင် my life is get in better and better day by day အဲ့ဒါကျွန်တော်ရွေးနေကြအင်္ဂလိပ်စာအင်္ဂလိပ်စာသင်တန်းသင်တော့သင်တန်းသားတွေကိုသင်ပြလေးရှိမြန်မာလိုကြတော့ဗာလဲဆိုတော့နေ့စဉ်နဲ့အများအားနဲ့ငါရဲ့ဘဝကပို၍ပို၍ကောင်းမွန်လာတယ်ဗာလဲနေ့စဉ်နဲ့များငါရဲ့ဘဝကပို၍ပို၍ကောင်းမွန်လာတယ် ရောက်မှာနေ့စဉ်နဲ့မှငါရဲ့ဘဝပူရပူရကောင်းမွန်လာတယ်အဲ့လိုမျိုးမြန်မာလိုမျိုးချင်း my life is getting better and better day by day ဘယ်အဆင်ပြေလဲကိုကိုရဲ့စိတ်နှလုံးသားထဲကိုရောက်တဲ့အတိတ်ပဲကိုဘာသာစကားကိုရစ်လို့ရတယ်ရွက်လို့ရတယ်ငါရဲ့ဘဝရအဖက်ဖက်ကရောက်မှာပူရပူရပြည့်စုံလာတယ်ပူရပူရပြည့်စုံလာတယ် my life is getting better and better day by day စီးစီးအင်္ဂလိပ်စာသင်တန်းစတင်တော့ဖုန်းကြောင်းလေးမှာသင်တာ my life is getting better and better day by day ဆိုတော့ ဖုံးเจ้าမှာတင်စားမလို့အပြင်မှာငှားပြီးတင်ဖုံးเจ้าမှာလည်းငှားတော့ငှားပါဒါပေမဲ့အပြင်မှာကပိုအဆင်ပြေတယ်ရွတ်တယ် my life is getting better and better day by day တင်နန်းသားတွေကိုအဲကွန်းနဲ့တင်တော့ဟမ် my life is getting better and better day by day မိမလာလဲမိစေအကြီးနိုးပြီးတော့မှအဲကွန်းနဲ့ထိရောက်တယ်လေပြောချင်တာ Sasa is 80% psychology ဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်တို့ live မှာလူလူလဲကျွန်တော်နှုတ်ဆက်လိုက်ပါဦးเนาะဒီအကြောင်းအရာလေးကို ကျွန်တော်တို့ဆွေးနွေးနေတာဖြစ်ပါတယ် success is 80% psychology အောင်မြင်မှုရကျင်တဲ့သူတယောက်ကအောင်မြင်ပြင်းပြထက်သန်တဲ့စိတ်ဆန္ဒတွေကကျွန်တော်တို့ကအလွန်မတန်ပြင်းပြနေရမယ်80%ခန့်လုံးအရေးပါတယ်ပေါ့နော်အဲ့တော့အဲကိုလုံးမဲ့လုပ်ငန်းတစ်ခုကိုကျွမ်းကျင်မှုတော့လိုတယ်အဲ့တော့အဲ့ဒီကျွမ်းကျင်မှုကကျွန်တော်ဒီကိုယ့်ရဲ့အောင်မြင်မှုသွားတဲ့အခါမှာကျွန်တော်တို့က20% 20%ရာခိုင်နှုန်းပဲ20%ရာခိုင်နှုန်းပဲဆိုင်တယ်ဒီလိုပြောရမယ်เนาะအဲ့ကြောင့်မလို့ကျွန်တော်တို့က စိတ်ထဲမှာအောင်မြင်တဲ့စိတ်ဆန္ဒကိုအမြင့်ဆုံးထားမှာဖြစ်တယ်ဆိုတဲ့အကြောင်းဒီနေ့မနေ့ morning motivation နေနဲ့အားလုံးကိုမျှဝေလိုက်ပါတယ်သဘောကျတယ်ဆိုရင်လက်ခုပ်လေးတော့တီးလိုက်အောင်ကဲကျေးဇူးတင်ပါတယ် line ဘောသူတွေလည်းနှုတ်ဆက်ပါတယ်ကျေးဇူးတင်ပါတယ်တင်တဲ့တက်ချင်တဲ့သူတွေနော်တင်တဲ့တက်ချင်တဲ့သူတွေကကျွန်တော်တို့၅လပိုင်းကုံလောက်မှာ၅လပိုင်းမနေ့လည်း26ရက်မှာဖြစ်မယ်၅လပိုင်း26ရက်မှာတင်တဲ့အသစ်ရှိတယ်အဲ့တော့အခုလို့ကျွန်တော်ရဲ့ morning motivation နေနဲ့ကြားကျင်တယ် စီးပွားရေးဆိုင်ရာအတွေးခေါ်တက်တနာလေးလည်းသိကျင်တယ်လက်တွေ့ကျွန်တော်တို့ဘဝမှာကျင့်သုံးကျင်နေဆိုရင်တော့တင်တန်းလာတက်ဖို့ရန်တော့ဖိတ်ခေါ်ပါတယ်အားလုံးကိုဖိတ်ခေါ်လိုက်ပါဦးနော်ကဲနော်အားလုံးကျေးဇူးပါနော်အဲ့တော့ကြောက်ဝိုင်းသွားမယ်